အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပောက်ကူတော်မှစူးစီးတင်ဆက်ထားတာပါနေမျိုးတွေကိုမပြောချင်လည်းဆိုလို့ရှိရင်ဗန်လီတိုင်းရဲ့မင်္ဂလာသတင်းများကိုလည်းပြောကြမှာဖြစ်ပါတယ်ဗျာဒါပေမဲ့ချင်းတမရိုဝိုင်းနဲ့တူရောတမရိုချင်းမန်နိုးသူများအားလုံးရောငြိမ်းချမ်းမှုအေးချမ်းမှုကိုလိုလားတဲ့ပြည်သူများအားလုံးရောခြားပြမှာဖြစ်ပါတယ်ဗျာပထမဦးဆုံးဆိုတာဖြင့်နှစ်ထိုးကြီးအကြောင်းကိုပဲပြောပါမယ် လထိုးကြီးမျိုးဟိုစွန့်ခွာပြီးထွက်ပြေးထွက်ပြေးနေကြတယ်เนาะစစ်ဘေးရှောင်များပေါ့အားလုံးလထိုးကြီးကိုပြန်လို့ရပါပြီဗျလထိုးကြီးကိုပြန်တဲ့အခါမှာလည်းအခက်အခဲရှိတယ်ဆိုရင်ဥစဉ်ကိုလည်းဆက်တွေ့လို့ရပါတယ်เนาะဆက်တွေ့လို့ရပါတယ်လထိုးကြီးမှာဆိုလို့ရှိရင်တက်မလို့ဟာတရားကိုင်းတော့အုပ်ချုပ်ထားလိုက်ပါပြီဗျတရားကိုင်းတော့အကျန်းဖက်တမျိုးကိုနှိမ်နှင်းထားခြင်းဖြစ်ပါလေဗျเนาะအဲ့တော့လထိုးကြီးမှာရှိတဲ့ view ကဘုရားလည်း ဒါပြည်သူများအားလုံးကိုခေါ်ပြီးမှအေးစစ်စစ်လာနေဖို့အေးစစ်စစ်နေဖို့ကိုလို့ကိုလို့ဖို့ကိုအင်ကိုမနေကြာရင်ပြည့်စည်တတ်တယ်ဆိုတော့အကြောင်းလေးတွေပြည်သူတွေလည်းစီယုံရင်ဟောပြည်သူတွေလည်းစီယုံရင်လေးပါလေဆင်းတယ်ပေါ့ဗျာဆင်းပြီးမှပြည်သူစီယုံရင်ဆင်းတယ်ဆိုတာကတော့တမတော်အတွက်ဟုတ်ပေါ့အတူတူပြည်သူတွေအတွက်ပါနော်တမတော်ကမိတမတော်ကဖဆိုတဲ့အတိုင်းပဲပြူတွေအိုးမဲ့အိုးအိမ်ပြေအိုးအိမ်မဲ့ပြေမျိုးလို့ဆွန့်ခွာထွက်ပြေးနေရတာကိုရေရှည်မှာပြေးရအောင်တော့နော်နေရတာအခက်ခဲ ဘယ်လိုပဲဖြစ်ဖြစ်ဗျာကို့ data ကို့ရွာကိုပဲကို့နေချင်တယ်ကို့မြို့ကိုပဲကို့နေချင်တယ်ကို့မြို့ကို့ data ကိုစွန့်ခွာပြီးဘယ်သူမှမရှောင်ရင်ရအောင်မဖြစ်လို့ဒါရှောင်မဖြစ်လို့ဒါရှောင်သိမ်းနေကြရတာပါနော်ဒါကြောင့်မို့လို့ကို့မြို့ကို့ data ကိုရွာမှုကြီးကလူကိုယ်တိုင်မဲ့အိမ်တိုင်ပြီးတိုင်စင်းတက်ပြီးမှရှိတဲ့အိမ်လေးတွေဒါလည်းလူတွေကိုစီယုံပြီးမှအိမ်ကိုပြန်နေဖို့ဖိတ်ခေါ်နေခြင်းဖြစ်ပါလေဗျာနော်ဖိတ်ခေါ်နေခြင်းဖြစ်ပါလေဒါကြောင့်မို့လို့ဦးစင်းကလည်းတထိုးကြီးမှရှိတဲ့ ဒီပြေချောင်ပြည်သူများအားလုံးလည်းကိုယ့်အိမ်ကိုကိုပြန်လို့ရပါပြီကိုယ့်အိမ်ကိုကိုနေလို့ရပါပြီပဲเนาะအဲ့တော့ကိုယ့်အိမ်ကိုပြန်လာကြပါကိုယ့်အိမ်ကိုပြန်နေကြပါလို့ပဲဦးစင်းအနေနဲ့ဖိတ်ခေါ်ပါတယ်ဗျယူအမှုကြီးကိုစားရောတိုင်းမှုကြီးရဲ့ကိုစားရောပေါ့ရောအားလုံးတမ်မတော်မီတာတမ်မတော်သားတွေရဲ့ကိုစားရောပေါ့เนาะအဲ့တော့အေဂျင့်နေပြီလို့ပဲပြောလို့ရပါတယ်ဗျာเนาะဦးစင်းလည်းဒီရက်ထဲအားတဲ့အခါဦးစင်းကိုလည်းဒါဥပဒီအောင်ပွဲရတမတော်သားတွေပါလာစားတွေရဲတွေပေါ့အကုန်လုံးနိုင်ငံဝန်ထမ်းအကောင်ပါလီမန်ရှင်သူရဲကောင်းတွေအတွက်ကို ဦးစင်းလည်းတွားရောက်ပြီးလှူဒန်းပေးပါလိုအပ်ထားလေးတွေကိုတတ်နိုင်နေမှာကိုစွန့်နိုင်နေမှာလေးတွားရောက်လှူဒန်းမှာဖြစ်ပါလိမ့်ဗျာနော်တွားရောက်လှူဒန်းမှာဖြစ်ပါတယ်ဒါတွေကိုကြိုတိလို့ပဲဟုတ်လားထញ្ញက်ခဲကျင်နေတဲ့မိုက်ခဲလားမိုက်မိုက်ခဲလားမိုက်ခဲလားတော့မတူဘူးမိုးကုံပါလေးကိုဟုတ်လားအဝတ်အစားကောင်းကောင်းနဲ့စိန်ခန်းနေတယ်ဆိုတော့လေအလုံးလေမြင်တဲ့အတိုင်းပါပြီဗျာနော်လက်ထိုးကြီးမိုက်ခဲကဘာကြောင့်မိုးကုတ်ကိုရောက်သွားတာလဲဆိုတာကိုလည်း သဘောပေါက်ဖို့လိုပါတယ်ဗျာနော်သဘောပေါက်ဖို့လိုပါတယ်ဒါလည်းနှထိုးကြီးမှာရှိတဲ့ပြည်သူတွေဟိုဟာပေါ့နော်သူစင်းတို့ရေရချိုမှာရေရချိုမှာဖြစ်တော့ဟုတ်လားအခွားကြီးကမီဒီယာခေါင်းဆောင်ကိုကျွေးတယ်တဲ့ဘယ်လိုကျွေးတဲ့ခါမှာဘယ်လိုအစားကျွေးလဲဆိုတော့ငါသာစစစမင်းတို့မှာတဏ္ဍာကြီးထိုင်ပြီးပြေးရတာဆိုတော့တဲ့ဟိုမှာမီဒီယာခေါင်းဆောင်မှာအစားပဲအောက်ချမလိုလိုနှွင့်ပြရတော့ဘွားကြီးအသက်80ကျော်ကျော်ဘွားကြီးပဲဆဲရမလိုလိုဟုတ်လား ူကလေစေချောင်းလာလို့ရှင်တက်နဲ့ထိုင်ပြီးပြရတော့ဆိုတော့မင်းတို့မှာလေးကြီးနဲ့ပြရတာပေါ့အဲ့တော့မောငါတာစအားရှိအောင်စထားဆိုတော့ဘွားကြီးကတော့ယောဂန်နဲ့ပြောတာပေါ့ဗျာနော်ယောဂန်နဲ့ပြောတာပါဒါကတော့ဒါဖြစ်ရမှန်လေးပေါ့အခုလည်းအဲ့လိုပဲဟုတ်လားမိုက်ခဲဆိုတဲ့ကောင်ကတော့မုတ်ကုတ်ထိပြေးသွားတာမုတ်ကုတ်တိုင်းဘယ်ပြေးမလို့တော့မတည်ဘူးဗျာနော်အဲ့တော့မိုက်ခဲအားစတော့မြင်းကြောင်တိတ်မယ်လေးနထိုးကြီးကိုတိတ်မယ်လေးဘာလို့ပြတယ်ညာလို့ပြမယ်လေးဟုတ်လားအခုကျတော့လည်းမိုးကုတ်ရောက်သွားဆိုအဲ့တော့ခင်ဗျာ တော်လိုင်းရေးတဘောပေါ့ဗောဗျာတဘောပေါ့ပြည်သူများအလို့ဒါလေးကိုလည်းဥစဉ်အားဒါ message ပေးချင်တာပါဗျာเนาะပြည်သူရဲ့ account ထဲကိုရိုက်ထည့်ချင်တာเนาะအဲ့လိုပါဗျာเนาะတို့တို့ကပြည်တန်နေဗျာเนาะဒါကတော့မန္တလေးနထိုးကြီးရဲ့အကြောင်းဖြစ်ပါလေဗျာเนาะအဲ့တော့နောက်ဒုတိယချက်ကတော့မန္တလေးမြို့သူမြို့သားများအားလုံးနဲ့ဆယ်ကြီးကိုအကြောင်းပြုပြီးမှเนาะဆယ်မန္တလေးမန္တလေးမရရဆယ်တော်ကြီးကိုရေလောင်ခံကြီးကိုအကြောင်းပြုပြီးမှ ရေကိုလှုပ်ရှားကင်စားလို့ရတဲ့ဒီစံစဘာတစ်စဘာတွေပေါ်ပြအဆုံးပေါ်စိုက်ပျိုးရေးအကုန်လုံးပေါ့နော်သားနေရတဲ့ပြည်သူများအားလုံးဒီနှစ်ကတော့ခင်ဗျားတို့တရားခိုင်လုံးပျော်လို့ရပါပြီဗျာနော်တိုင်းမျိုးတကြီးကခင်ဗျားတို့ပြည်သူတွေကိုစိတ်ချမ်းသာမှုတစ်ခုဒါလက်ဆောင်ကြီးကြီးပြည်သူတွေကိုစိတ်ချမ်းသာမှုအပြည့်အဝပေးလိုက်တယ်လို့ပဲပေးလိုက်တာပေါ့ဗျာနော်အဲ့တော့ဆယ်တော်ကြီးကိုလည်းတမတော်ကနေတရားခိုင်လုံးဂိုင်တော်တရားခိုင်လုံးအုပ်ချုပ်တော့ပါပြီ မနေ့ကဆယ်ရောကြီးအကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်အကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်ဗီယူတွေမှာလည်းဒါဟိုလေယာမှာရေလိုချင်တဲ့အတိုင်းတောင်ရေမရကြဘူးเนาะရေမရကြဘူးရေမရတော့ခက်ခဲတွေတွေ့ကြတယ်အဲ့တော့စဘာထွက်နှုန်းတွေမကောင်းတယ်လို့စဘာတွေလည်းပျက်စီးကြတယ်စိုက်ပျိုးရေးတွေလည်းပျက်စီးကြတယ်ဆိုတာလည်းဥစဉ်တို့ဒီဆိုဒါတက်နိုင်တယ်များတော့မနေ့ကလည်းဒါဟိုเนาะအကုန်လုံးကပတ်တာမန္တလေးမှာဆိုလို့ရှိရင်တမလို့ရားတွေရောရဲတွေရောပြည်သူစစ်တွေရောသူပေါင်းပြီးမှစွမ်းနိုင်တယ်များတော့ဒါလုတ်ခဲ့ကြတာပါလေဒါเนาะ ဒီကလုတ်ခိုက်ကြတာပဲဒီနှစ်မှာတော့ဒါပို့ပြီးမှဒါဆယ်ရောကြီးတော့ဒါဆယ်ရောကြီးရဲ့ရေကိုနော်စိုက်ပျိုးရေးတွေအတွက်အပြည့်အဝတုံးချလို့ရပါပြီဗျအပြည့်အဝသုံးလို့ရပါပြီဗျာနော်အဲ့တော့ဗာပြည်သူတွေကိုစားလဲဦးစင်အောင်ကျေးဇူးတင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်ဒါနိုင်ငံလူရဲကောင်ပါရမီရှင်လူရဲကောင်များအားလုံးတကယ်ကိုကျေးဇူးတင်ပါတယ်ဗျာနော်အားပြောပြောတိုင်မူကြီးညတကွာတိုင်မူကြီးအောင်အောင်လုံးရှိတဲ့တပ်တော်အားလုံးလည်းဒီတုကိုစားတာဥစဉ်တော့ကျေးဇူးတရားပါဗျာနော်အဲ့တော့ ခင်ဗျားတို့ဒီ10ရီးကိုမိနစ်ကမယူနိုင်ဘူးလားဆိုယူလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆယ်ကြီးကိုသူတို့တွေကမိုင်းနေထောင်ထားတယ်အကုန်လုံးထောင်ထားတယ်။တမတော်ကနေဟုတ်တိုင်းတိုင်းလုံးလိုက်မယ်ဆိုလို့ရှိရင်ဆယ်ပေါက်သွားမယ်ဆယ်ပေါက်သွားလို့ရှိရင်မန္တလေးမြို့ကြီးမှာလည်းရင်စီမယ်မရေရာမှာလည်းပြည်သူတွေလည်းရေရဲ့ဒုက္ခတိုင်းကိုအလူလဲခံရမှာဖြစ်ပါတယ်ဗျာနော်။အဲ့တော့အဲ့လိုမဖြစ်အောင်တမတော်ဒီထိနေနေတိတ်နဲ့လုတ်ခေရတာဖြစ်တဲ့ကြောင့်ဒါချင်းကြံသွားတယ်ကြာသွားတယ်ပေါ့ဗျာနော်မလိုအပ်တဲ့ ရေတွေနည်းနည်းတော့ဒုက္ခလေးတွေ့သွားတယ်ပေါ့ဗျာရေဒုက္ခနည်းနည်းတွေ့ပါဒီနှစ်ကတော့တမလို့ဒီဒါအထိအကိုက်အ ਨੇ ဆုံးဖြစ်အောင်အကျန်းဖက်ကိုဒီမိုင်းနေကိုလည်းရှင်းလင်းရတာဒီကြောင့်ဆယ်ကျို့အောင်မိုင်းထောင်ခဲ့တဲ့မိုင်းနေကိုရှင်းလင်းရတာဒီကြောင့်အကျန်းဖက်ဒီရှင်းလင်းရတာကလည်းဒီကြောင့်ရှင်းလင်းရခါမှဆယ်ကြီးကျိုးပေါက်သွားမှဖြစ်မှာလည်းဒီကြောင့်ဆိုပြီးမှထိန်းတိန်တိန်နဲ့ရှင်းလင်းရတဲ့အတွက်ကြောင့်နည်းနည်းတော့ကြာသွားတာပေါ့ဗျာနော်အဲ့တော့ဘာပြောပြောတမလို့ဟာဒါအောင်မြင်သွားပါတယ်ဗျာနော် ဒါမှမဟုတ်ဒီပြည်သူအတွက်ဒါလှုပ်ဆောင်နေရဆိုတာလေခင်ဗျားတို့ပြည်သူအားလုံးဒါလောက်ဆိုရင်တော့သဘောပေါက်တယ်ပါဗျာနော်ဒီကြားထဲမှာပဲတစ်ဆက်ထဲမှာပဲစင်ကူတို့ဒီလမကုံငယ်မှာစင်ကူပြည်သူလက်စင်ကူကိုပြန်ရမယ်လို့တရားခိုင်တော့ဥစဉ်ယုံကြည်ပါတယ်ဗျာနော်စင်ကူကိုလည်းဒါမှမဟုတ်ဟာဒါထိုးစစ်ထိုးစစ်ကတော့စနေပြီဗျာလှုပ်ဆောင်နေပြီပေါ့နော်ဒါမှမဟုတ်စင်ကူလက်ပံလားဇေယျကွင်းအကုန်လုံးအကုန်လုံးတော့ကြောလုံးကိုဒါဟိုဘက်ညဒီဘက်ညနဲ့ ်ယူတော့မယ်ပေါ့ဗျာယူတော့မယ်ပေါ့နော်စင်ကူပြည်တို့ကြီးလည်းဒါတော့တိတိနဲ့လောက်တော့တိလောက်ပြီးလို့ထင်ပါတယ်ဗျာနော်အဲ့တော့ PDF ဒီကဒေဝုနဲ့တူတဲ့မိုးကုတ်ကြီးကိုပဲစုရင်တော့ဒါအတိုင်းထက်ဝန်တာတယ်လို့ပဲပြောရပါဘူးဗျာနော်အဲ့ဒီမှာပဲစုပြီးမှတူနဲ့တူကြီးကြီးနုနုနေကြပေါ့ဗျာနော်နေကြပေါ့ဟိုက2021ကတန်ဝိုးတွေတန်ခွက်တွေခောက်ခဲ့တယ်အခုအတိတ်နမိတ်ကတော့မကောင်းတော့တာတော့အမှန်ပဲဗျာဘာလို့မကောင်းတာလဲဆိုတော့အခုမိုးကုတ်ပြည်သူတွေကပေါ့မိုးကုတ်အကြက်ဖက်အာပီပြည်သူတွေက ဟုတ်လားခွက်တွေခောက်ကြတယ်ဒါဝန်ကံဝက်တွေခောက်ကြတယ်ဒါဝန်တန်ခွက်တွေခောက်အဲ့ဒီမှာရှိတာကအကြံဖက်တွေပဲရှိကြတာအကြံဖက်တွေပဲရှိတာ DNA ပလောင်နေနဲ့ PDR အကြံဖက်တွေပဲရှိတာအဲ့တော့ဘာရင်ကျက်နဲ့ခောက်တယ်ဆိုတော့ကျော်လည်းမပြောတတ်ဘူးကွာနော်အတေကတော့ဒီခွက်ခောက်တယ်ဆိုတော့တစ်စီတရေတွေကိုဒါပေါင်းထုတ်တော့မှနေကြတယ်ဗျနော်အဲ့တော့ခွေးပြေးဝက်ပြေးပြေးရတော့မှလည်းသေးကြတယ်ဗျ။ဒီဒီအဲ့ဒီမိုးကုတ်မှာဆိုလို့ရှိရင်တစ်စီတွေရောတရေတွေရော ။ဒါပြည့်ညက်လို့နေပြီဗျ။အဲ့တစေတရေဒီ PDF ဒီနေစင်နေမြသိပေးနေရတရားနေတက်လို့တရားနဲ့ဗန်းတရားအများကြီးရောသွားတာဗျာနော်။ဝိုင်းတွဲနဲ့မိရနဲ့လက်နဲ့ကြည်စာမိရတာနဲ့အများကြီးပဲ။အဲ့တော့အဲ့ဒိနေမေကတော့မောင်းထုံနေပါပြီဗျာနော်မောင်းထုံနေပါပြီ။မိုးကုတ်တို့မိုးမိတ်တို့ကိုရပြီလို့ရှိရင်ရှိုင်းပြည်နယ်မြောက်ပိုင်းကအေးချမ်းမှုအပြည့်အဝရသွားပြီလို့တုံ့တက်လို့ရပါတယ်ဗျာနော်။အေးချမ်းမှုတုံ့တက်ရ။ဒါကြောင့်ဦးစင်းတော့ရွေးကောက်ပွဲကိုလည်းထောက်ခံအားပေးတယ်လို့ဖြစ်ပါတယ်ဗျာ။ဘာဖြစ်လို့လဲ။ရွေးကောက်ပွဲအောင်မြင်သွားလို့ရှိရင်ရွေးကောက်ပွဲလွတ်တော်ထဲမှာထိုင်နေတဲ့သူတွေက ရှေးရရမှာလည်းပြောเสียရမလို့စီးပွားရေးရမှာလည်းပြောเสียရမလို့လူမှုဆက်ဆံရေးမှာလည်းပြောเสียရမလို့အရေးရှင်းရှိတဲ့လူတွေတိုင်းလွတ်တော်ကြီးတွေမှာရောက်မှာဖြစ်တဲ့အတွက်ကြောင့်ဦးစင်းတို့ဟာရွေးကောက်ပွဲကိုတစ်ခဏတည်းအားပေးတာဖြစ်တယ်လို့ကိုနှစ်တက်တဲ့အကြောင်းတမိုင်းကိုတိတဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းကိုလည်းဒီနေ့ဒီနေ့မှာတဦးချင်းတဦးချင်းကိုဒါဦးစင်းတို့ကချပြနေခြင်းဖြစ်ပါလိမ့်မယ်နော်မြန်မာနိုင်ငံရဲ့အမြန်ဆုံးငြိမ်းချမ်းတော်မှာဖြစ်ပါတယ်ဗျမြန်မာနိုင်ငံရဲ့အမြန်ဆုံးအေးချမ်းတော်မှာဖြစ်ပါတယ်ဗျ ်ဒီလိုများအားလုံးလည်းအကျန့်ဖက်အန်နေရဲ့ဘေးမှာကင်းဝေးကြပါစေလို့ပေါ့ကိုတော်စတော်မေတ္တာပို့တာလိုက်ပါတယ်ဗျာ